နိုဝင်ဘာ24ရက်နေ့အတွက်နောက်ဆုံးရရှိတာတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပြောပါတော့သတင်းတစ်ပုဒ်အနေနဲ့ခင်အိုးမှာအင်အား180ခန့်ပါစစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုစစ်သား80ဝန်းကျင်ထိဆုံးပြီးအလောင်းများကြံရက်ကစစ်ကြောင်းဆုတ်ခွာထွက်ပြေးလက်နက်24လက်နဲ့ခဲရံများသိသိရရှိစွာသတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းခင်အိုးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ဂျမ်ဘတ်စစ်တပ်ကိုကြားပြတ်တိုက်ခိုက်ရာစစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးစစ်သား80ဝန်းကျင်ထိဆုံးကလက်နက်29လက်နဲ့ ခဲရမ်းများတိတ်စီရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမျိုးနယ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇမနစ်နိုဝင်ဘာလ23ရက်နေ့မိုးလယ်7:00နာရီခန့်မှာခင်ဦးမျိုးနယ်မုံလကျေးရွာအတွင်း၄ရက်အကြာယာယီတက်ဆွဲအထိုင်ချထားတဲ့ကျမ်းပတ်စစ်တပ်ဟာပြည်တော်ပြူစောထီးရွာသို့အင်အား180ခန့်ဖြင့်ထွက်လာစဉ်တော်လှန်ရေးတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလောင်းတွေက60နဲ့80ဓားလောက်တော့ရှိမယ်။ကွင်းထဲမှာတောင်းတို့ကြံနေခဲ့တာဆိုတော့ ဒီတော့ရှိလိမ့်မယ်အခုထိဒယ်ရီတဲ့ကတင်ရိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်မရှင်းရသေးဘူးတိုက်ပွဲဖြစ်နေတဲ့နေရာကနေမုံလန့်ရွာတဲ့ကိုပြန်ဆုတ်သွားတယ်လက်ရှိအထိမုံလန့်ရွာထဲမှာပဲရှိသေးတယ်လေချောင်းကနေစုဆိုင် drone တစ်စီးနဲ့ jet fighter တစ်စီးနဲ့တိုက်ပွဲဖြစ်တဲ့နေရာလာရှောက်သွားတယ်လို့ခင်ဦးမျိုးနဲ့တေတူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောဆိုပါတယ်ထိုတိုက်ခိုက်မှုအတွင်းကျမ်းပတ်စစ်တပ်ဘက်မှစစ်သားအများပြားတိုက်ဆုံးကစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြတ်သွားပြီးရုပ်လောင်းများကိုလည်းကောက်ယူခြင်းမရှိဘဲ ကစင်ကလေးအပြစ်မုံနှာရွာတဲ့သို့ထွက်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။တိုက်ပွဲအတွင်းကျမ်းပတ်စစ်တပ်ခံမှငကြင်းမီတလက် MA1 ဆယ်လက် MA2 သုံးလက် BA 160 mm ကွန်မန်ဒိုစိန်ပြောင်းတလက် MA3 သုံးလက် MA4 တလက် G3 လေးလက် MAS တိုင်ပါတလက် M1 ၅လက်နဲ့ဆက်ဆက်ကြည့်ခဲရအောင်အများပြားသိစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ကျမ်းပတ်စစ်တပ်စစ်ကြောင်းကကမ်ဘလူးမြို့နယ်မှာအီးဘူးဟာ ၃တောင်းနှင့်ခမာယ111ကံဘလူပြူစောထီးများဖြင့်စုဖွဲ့ထားခြင်းဖြစ်ကြောင်းအဆိုပါတိုက်ခိုက်မှုကိုအမှတ်နှင့်ရွှေဘိုခရိုင်အမှတ်၃တက်ရင်ခင်ဦးမျိုးနယ်ပကဖတိုက်နယ်1234ကပကဖများခင်ဦးမျိုးနယ်ပလဖပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမျိုးနယ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ကျွန်တော်တို့နယ်မြေရှင်းလင်းကြေးကအကုန်လောက်ရသေးဘူးစစ်ခွေးတွေကဒေရင်နဲ့ဘုံလာကျဲလို့တော်လန်ရေးတပ်ဖွဲ့တွေပြန်ဆုတ်ထားရတယ်နယ်မြေရှင်းလင်းရေးလောက်ပြီးမှပဲစစ်ခွေးတိမ်ဆုပ်ခြင်းကိုတည်ရမယ်မြေပြင်မှာစစ်ရေးကဆက်လက်တင်းမာနေတော့မယ်လို့ခြေတန်းစစ်မြေပြင်မှာရောက်ရှိနေတဲ့တော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်မြောက်နောက်ထပ်သတင်းတစ်ပုဒ်နေနဲ့ကွာမျိုးနဲ့ကြေးပါတွေကိုစစ်ကောင်စီစစ်တမ်းမောတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာရကတက်တော်အေးထိန်းချုပ်ထားတဲ့ဂွားမျိုးနယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးနေပြည်တော်ကနေလက်နက်ကြီးတွေနဲ့နေစဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဂွားမျိုးဒေသခံတွေကသိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ည10:00နာရီခန့်ဂွားပင်လယ်မှာရပ်နားထားတဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးတင်မောသုံးစီးကနေလူနေကျေးရွာတွေကိုဥတီပြီးလက်နက်ကြီးတွေနဲ့15ကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါလက်နက်ကြီးကြီးတွေဟာခွာဆောင်မကြီးအဝရှိ ရေလေကြောက်ပုံအနီးမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ27ရက်နေ့မှာလည်းစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးတင်းမောတွေကနေလက်နက်ကြီးတွေနဲ့ကွာမျိုးနယ်ကိုဦးတည်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့ပြီးကွာမျိုးစိတ်ကအနီးကွာဆောင်မကြီးအနီးကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အလားတူနိုဝင်ဘာလ20ရက်နေ့မှာလည်းကွာမျိုးနယ်မှာရှိတဲ့ပင်လယ်ပြင်မှာသွာလာနေကြတဲ့စစ်ကောင်စီတပ်ရဲ့တင်းမောတွေကနေကွာမျိုးဘောကိုလက်နက်ကြီးတွေနဲ့ငါးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ကွာဒေတာကန်တွေစီကသိရှိရပါတယ်။ စစ်ကောင်စီကရခိုင်မှာသူတို့စစ်ရှုံးထားရတဲ့မြို့နယ်တွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်ရေချောင်းလေချောင်းအပါဝင် drone တွေနဲ့ဘုံကျဲရှားတိုက်ခိုက်မှုတွေအဆက်မပြတ် ပြုတ်လုနေတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ဟာရေချောင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေအဆက်မပြတ်ပြုတ်လုလာနေတာကြောင့်တန်တော်ကကွာပင်လေပြင်းမှာငါဖန်ထွက်နေကြတဲ့ဒေသခံပြည်သူတွေအနေနဲ့လည်းငါဖန်မထွက်ကြဖို့အာရကတပ်တော်အေကတိုက်တွန်းထားပါတယ်ဒီကရက်နိုဝင်ဘာလ27ရက်နေ့မှာလဲကွာမျိုးနဲ့ချိန်တလီမျိုးအမှတ်1ရပ်ကွက်ကို လေကြောင်းကနေပုံကျတိုက်ခိုက်မှုကြောင့်ရက်သားပြည်သူတို့တိတ်ဆုံးခဲ့ပြီးနှုတ်ထိခိုက်တံရရရှိခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ဒီနေ့အမေရိကန်ဒေါ်လာတန်ကောင်းများစွာတန်ဖိုးရှိပဲလောကလိမ့်လည်မှုကြီးဖြည့်ရှင်းပေးရပြည်တယ်ရုပ်ဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကိုကရော့ချီ3500အဆိုတော်ရုံလေးနဲ့လူမိုက်ဝင်းထုတ်ဝင်းကို3000ကြည်မြင်တိုင်း5ဈေးမှလူမိုက်ကျော်ကျော်ကို3800ပေးခဲ့ရတော့တဲ့ဖြည့်ရှင်းပေးခဲ့ခြင်းမရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ယောပြည်တွင်ပဲစေးကွက်မှာအမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ဘဲလောကလိမ်လည်မှုကြီးကိုဖြည့်ရှင်းပေးရည်ပြည်ထရေးဒိုးဝန်ကြီးပိုချုပ်အောင်ကြော့ကြော့ကိုလက်ငွေကတော့ချင်းဝေကျက်3500အဆိုတော့ရုံလေးနဲ့လူမိုက်ဝင်းထုတ်ဝင်းကိုဝေကျက်3000ကြည်မြတိုင်း50မှလူမိုက်ကြော့ကြော့ကိုက3800ပေးခဲ့ရတော့လဲဖြည့်ရှင်းခဲ့ခြင်းမရှိတကယ်တော့ကြည်လည်မှုလည်းမရရှိကြတော့လိန်လေခံရတဲ့မဟာနဒီ trading company မှာ director ကိုရဲမင်းလွင်ကပြောဆိုပါတယ်2023 24ခုနှစ်အတွင်းမှာ မာနတီ trading company ကပဲကုံတဲ့တူဖြစ်တဲ့ဇော်မင်းတန့်ခေါ်ဇော်ဇော်လေးထံမှလက်ပဲတန်ချိန်2000တန်ဖိုးရှိပဲများကိုအမေရိကန်ဒေါ်လာတန်းရှိပေး၍ဝယ်ယူခဲ့ပြီးလောင်ထားခဲ့ကြောင်းမြန်မာငွေအဖြစ်သိန်းကြီးပေါင်းတသိန်းခွဲတန်ဖိုးရှိကြောင်းထိုတုတ်ဝယ်ယူချိန်ကလက်ပဲစင်းနှုန်းမှ26သိန်းဝန်းကျင်သာရှိခဲ့ကြောင်းအဲဒီနောက်လက်ပဲစင်းမှ40သိန်းခွဲဖြစ်သွားတဲ့ချိန်ပဲနဲ့ငွေများလုံးဝပြန်မပေးဘဲ လိန်လေသွားခဲ့ကြအောင်အဲဒါကြောင့်ငွေလိန်လေခံရမှုအတွက်ငွေကြေးများပြန်လဲရရှိရေးအတွက်တီရဲရဲ့တိုးဝင်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်မှတဆင့်ဆက်သွယ်၍ငွေပြန်လဲရရှိရေးစူးစမ်းခဲ့တော်လဲကရော့ချီ3500ကုန်သွားခဲ့တော်လဲဖြစ်ရှင်းပေးမှုမရှိခဲ့ကြအောင်ကိုရဲမင်းလွင်ကပြောဆိုပါတယ်ဇော်မင်းသားခေါ်ဇော်ဇော်လေးကိုကျွန်တော်မှမပဲ2200ဝယ်ထားတယ်မြန်မာငွေတိန်ကြီးပေါင်းတသိန်းခွဲပေးထားတယ်မပဲစစ်40တသိန်းခွဲဖြစ်သွားတယ်ကျွန်တော်ဝယ်ထားတာမပဲစစ်က16သိန်း 2023-24ခုနှစ်ပေါ့ဒေါ်လာ9တန်းကျော်လိမ်သွားတယ်ကျွန်တော်မှအကုန်ရှိတယ်တက်သေးတွေလည်းရှိတယ်အဲ့ဒီမှာပြည်ထရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကိုကျွန်တော်အကူအညီတောင်းတယ်ဒုဝန်ကြီးကိုပရမဂါရဝကြီး3500ပေးပြီးအကူအညီတောင်းတယ်စောစောလေးကိုခေါ်တယ်လို့လည်းကြားတယ်ဒါပေမဲ့ပမာဏကရမ်းများတော့ဗိုလ်ချုပ်အောင်ကျော်ကျော်လည်းဟိုကောင်းကိုခေါ်မေးပြီးဘာမှအရာမထင်လာဘူး ကျွန်တော်ကာရဝကျေး3500လောက်ကုန်တယ်ဖြစ်မလာဘူးလို့ကိုရဲမင်းလွင်ကရှင်းပြထားပါတယ်။အဲဒီနောက်ကြည်မြင့်တိုင်း၅စီမှလူမိုက်ကြော်ကြော်နဲ့ချိတ်ဆက်၍စောစောလေးခေါ်စောမင်းတန်ထန်တို့ခဏတာအတွေ့ကိစ္စတွေ့ဆုံခွင့်ရရှိဆောင်ရွက်ပေးရန်အကူအညီတောင်းခဲ့ကြောင်းလူမိုက်ကြော်ကြော်ကလည်းလှုပ်ဆောင်ပေးမိဟုဆိုကဝေချက်3800ရယူသွားခဲ့ကြောင်းစစ်တမ်းနဲ့ပါလှုပ်ဆောင်မင်းလို့3800ယူဆောင်သွားခဲ့တော့လေဘာမှဖြစ်မလာခဲ့ကြောင်းသိရှိရပါတယ်။လူမိုက်ကြော်ကြော်ရဲ့မိသားစုဝင်တဦးက ကိုရဲမင်းတွေထားမှာရာယူခဲ့တဲ့သိန်း၈၀၀ကိုပြန်လဲပေးအပ်ခဲ့ပြီးဖြစ်တော့လက်ရှိမှာမိသည့်အကြွေးမှမရှိတော့ကြောင်းပြောဆိုပါတယ်အဓိကအချက်ကအလုံးလုံးခိုင်းတဲ့အလုံးမပေးဘူးသူပေးထားတဲ့ပတ်သက်ပြန်ပေးတဲ့သူ့စီကငွေယူထားခြင်းမရှိဘူးတကယ်လည်းဟုတ်နေတော့ဘူးလို့လူမကျော်ကျော်ရဲ့မိသားစုဝင်တူကပြောဆိုပါတယ်ကိုရဲမင်းတွေကလူမကျော်ကျော်ထံသို့ပေးအပ်ခဲ့တဲ့ငွေကျပ်သိန်း၈၀၀ကိုတမိဖြစ်သူထံမှပြန်လဲလက်ခံရရှိခဲ့ကြောင်းအတည်ပြုပါတယ်အဲဒီနောက်အစိုးရရုံလေးကိုရှိတ်ဆက်၍တာဂိတလူမိုက်ဝင်းထုတ်ဝင်းကိုရှိတ်ဆက်က ငွေကျပ်သိန်းတထောင်ဖြင့်ဇော်မင်းတန့်ခေါ်စောစောလေးကိုတွေးတွင်ရရှိဆောင်ရွက်ပေးရန်လှုံ့ဆော်ခဲ့ကြောင်းတို့ရာတွင်မှာလည်းမြည်သည့်ရလက်မှမပေါ်ခဲ့ကြောင်းသိရှိရပါတယ်။တာဂီရဝင်းထွတ်တာဂီရဝင်းထွတ်ဝင်းကသူစောတိဆိုပြီးနာမည်ကြီးနေတာကျွန်တော်အလိန်ခံထားရလို့ကူညီပေးပါဆိုတော့ဝင်းထွတ်ဝင်းကသိန်းတထောင်တောင်းတယ်သိန်းတထောင်တောင်းတာကကိုယုံလေးကရှိတ်ပေးတာစစ်တပ်ကိုကူညီတောင်းမှပဲရမယ်စစ်တိုင်းမှုကိုသိန်း၄၀၀၅၀၀လောက်ကာရဝါရမယ်ဆိုပြီးပြောတယ်စစ်တိုင်းမှုခေါ်ပြီးကျွန်တော်ကိုလိန်သွားတဲ့ စောစောလေးကိုခေါ်မယ်စစ်မယ်ဆိုပြီးပြောတယ်တကယ်တမ်းကျတော့လူမိုက်ဝင်းထုတ်ဝင်းကကျွန်တော်ကို3900ပြန်ပေးတယ်ဂျန်နဲ့3900ကိုလည်းမတောင်းဖို့ကျွန်တော်မိသားစုဝင်တွေကိုရှိန်လျှောက်တယ်ဂျန်နဲ့3900ကကိုယုံလေးကိုပေးလိုက်ရတဲ့အတွက်မပေးနိုင်တော့ဘူးဆိုပြီးရှော့သွားတယ်လို့ကိုရဲမင်းဝင်ကရှင်းပြပါတယ်ဂျမ်မစစ်တပ်ကရန်ကုန်အစီအစိုက်မဟာနဒီ International Limited မှာဒါရိုက်တာကိုရဲမင်းလွင်အပါအဝင်မိသားစုဝင်များကိုအမေရိကန်ဒေါ်လာတန်း90ကျော်ပြန်လည်မသွင်းဘူးဆိုကငွေကြေးခွာရှာမှုအပါအဝင် စီးပွားရေးဆိုင်ရာပုံမှန်များစွာဖြင့်အမှုဖွင့်ထားပြီးဦးရဲမင်းလွင်ရဲ့ဖခင်ဦးဟန်နဒီခင်မအပါအဝင်မိသားစုဝင်များကိုစစ်တပ်ကပြန်လည်ဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။